ခင်မုံဖြစ်သူစီကနေအနေခံရတာမျိုးမဟုတ်ဘဲမထင်မထားတဲ့အိမ်တော်ကြီးကိုချပြလာခဲ့တဲ့ဣချောပုံဣချောပုံကလက်တလုံးမှာအိမ်တော်ကြီးအချိန်နေမကောင်းဘူးလို့သတင်းမျိုးစုံထွက်နေရဖြစ်ပိုင်သူနဲ့အပြင်မှာစုံပူတဲ့သူတွေကဣချောပုံကခင်မုံနဲ့အဆင်မပြေဘူးလို့စာရေးတင်လို့လူတွေကပို့ထင်သွားကြတာပါဣချောပုံရဲ့ခင်မုံဖြစ်သူကသူမအပေါ်မှာစိတ်တူလက်ရဆက်ဆံနေဆိုပြီးလဲသတင်းကထွက်လာတာပါတကယ်တော့ခုလိုထွက်လာတဲ့သတင်းတွေနဲ့လက်တွေ့အခြေအနေတွေကစီနဲ့ရေဆိုသလိုကြွားချလွန်းနေရဖြစ်ပါသေး ီချောဖို့ကအိမ်တော်ကြီးမှာကံကားမှုစိတ်ချမ်းသာမှုအပြည့်အဝကိုရရှိနေရပါအိမ်တော်ကြီးကအစဉ်ပြေအောင်ကြောင့်လဲဒုတိယမြောက်ကိုဝင်ကိုတော်လွှဲထားရပြီလို့သိရပါတယ်ပြီးခဲ့တဲ့နှစ်နှစ်ကလက်ထပ်ထားကလက်ထပ်ပြီးချက်မှာသမီးလေးကိုဝင်ရှိနေရဖြစ်ပါတယ်လက်ထပ်ပြီးလာပိုင်းအတွင်းမှာသမီးလေးကိုမွေးခဲ့တာဖြစ်ပြီးခုဆိုရင်ဒုတိယကိုဝင်ပါရရှိတော့မှာပါသမီးလေးကတနှစ်ကျော်သားရှိသေးရာဖြစ်ပြီးလက်ထပ်ပြီးနှစ်နှစ်ပြည့်ရဲ့နေ့မှာကလေးရရှိခဲ့ရပါ။ဤချောဘူရဲ့ခင်မွန်ဖြစ်သူကတားလေးလိုချင်တာဖြစ်ပြီ ဖြစ်ကျင်တဲ့ဆန္ဒကလည်းထပ်တူကြခဲ့ပြန်ပါ යි ။ဤချောပွေရဲ့သားလေးကဗာလီလဲလို့သိရတဲ့အခြေအနေတောင်ရှိနေပါပြီ။သားလီလာသမီးလီလာဆိုတာကိုလည်းခံမှန်းတဲ့ပွဲလေးလုပ်ခဲ့ပါ යි ။အဆိုပါပွဲလေးမှာတငယ်ချင်းအရင်ခောက်ခောက်ဖြစ်တဲ့မိပကြီးတို့လည်းတက်ရောက်ခဲ့ကြပါ යි ။ဒီတစ်ခါမှာတော့သူတို့လိုချင်သလိုသားလေးရရှိသွားပါပြီ။ရှေ့မှာကသမီးလေးမွေးထားကအငယ်လေးကသားလေးဖြစ်နေရမှုပြည့်စုံသွားရပြီလို့ဆိုရမှာပါ။သားတယောက်သမီးတယောက်နဲ့အေဂျင့်ရဲ့ပွားလေးကိုရရှိသွားတော့မှာဖြစ်ပါ යි ။ ။တားလီရရှိချိန်မှာအီချောပိုကအရန်ကိုပြောင်းနေခဲ့တာပါ။ပျော်လွန်းလို့ဝမ်းသာအားရနေကုန်ရှီမောနေခဲ့တာပါ။မိပကြီးတို့ကလည်းယောက်ျားလေးလိုချင်တာမို့လောင်းခဲ့ကြကအနိုင်ရရှိသွားပါ යි ။အီချောပိုကတားလီကိုကိုဝင်လွှဲထားရတဲ့အချိန်မှာတော့လှသွေးကြွယ်နေတော့ဖြစ်ပါ යි ။ဒါအပြင်တားလီရှိနေကြတဲ့တတိပင်းရင်နဲ့သူကခင်မုန်းရကံကောင်းကြောင့်ကိုပါအားလုံးသိအောင်အသိပေးလာခဲ့တာပါ။အီချောပိုရဲ့ခင်မွန်ကအများထင်နေသလိုစိတ်ထားမျိုးမရှိဘဲနဲ့နူးညံ့တိမ်မွေးသူလို့ဆိုပါ යි သူ့ပေါ်မှာစူပူကျင်းမောင်းဖို့ဆိုရထက်ဖခင်တယောက်လိုအကူတယောက်လိုချစ်ပေးရလို့ဒီရပါ යි ခင်မုန်းကိုရလိုက်တာကသူ့ဘဝအတွက်ပြီးပြည့်စုံတဲ့ချမ်းသာမှုတွေကိုရရှိလိုက်တာကြောင့်ကံကောင်းခြင်းတစ်ခုလို့ဆိုပါ යි သူတင်မကသေးပဲသူ့သမီးလေးကိုပါဘာမှမလိုအပ်အောင်ထားပေးရလို့လဲအားလုံးသိအောင်ပြောလာခဲ့တာဖြစ်ပါ යි ဒီချောဘုကခင်မုန်းဖြစ်သူကိုအပြစ်ပြောဆိုနေရကိုသဘောမကျလို့ခုလိုမြ мян ဆန်ဆန်ဖြေရှင်းလာခဲ့ရပါ ဒါအပြင်သူတယောက်တည်းမဟုတ်ဘဲသူ့မိသားစုအပေါ်မှာလည်းတိတက်တဲ့သူတယောက်ဖြစ်တာမို့အိမ်ောင်ရေးကစိတ်ချမ်းသာစရာတွေနဲ့သာပြည့်နေနေရတာပါမိပကြီးတို့ဆိုရင်လည်းဤကျော်ပူရဲ့ခင်မွန်ကအရန်ချစ်တတ်သူလို့အလုံးကဖြည့်ရှင်းပေးထားတာပါဒါကြောင့်မို့အပြင်မှာတွေးခဲ့ရကအထင်လွဲစရာတစ်ခုသာဖြစ်ပါဤကျော်ပူရဲ့အမျိုးသားကကြီးကြီးတက်ချမ်းသာတဲ့တတိယတယောက်ဆိုလဲမှတ်မှားပါဘူးသူ့ရဲ့စည်းစိမ်တွေကသုံးမကုံလောက်အောင်ကိုပြည့်စုံတဲ့အပြင်ဤကျော်ပူကိုလည်းဘယင်မှတပွဲထားပေးရပါ မြန်မာနိုင်ငံအတွင်းမှာလည်းလုပ်ငန်းတွေအများကြီးရှိသလိုပြည်ပမှာလည်းဒေါ်လာနဲ့ချီရဲ့ရှယ်ယာတွေကိုဝယ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့အီချောပုန်နဲ့တာသမီတွေကိုပြည်စုံတာထက်ကြော်လွန်အောင်ထားပေးနိုင်ပါတယ်။ခင်မွန်းစီကတသိန်းလုံးအချစ်ခံရတဲ့အဖြစ်တာလီဘာရရှိသွားရင်အီချောပုန်အတွက်ဝမ်းသာလားဆိုတာပြောပြပေးခဲ့